မင်္ဂလာပါကျွန်တော်အခုပြသမယ့်ပစ္စည်းလေးကတော့မိတ်ဆွေတယောက်ဝယ်ယူပြီးမှသူလိုအပ်ချက်နဲ့မကိုက်ညီလို့ဝယ်ရင်းဈေး9သိန်း6သောင်းကို4သိန်း6သောင်းနဲ့တသိန်းရှုံးခံပြီးပြန်ရောင်းခိုင်းတဲ့ Audio Technica ATR 2500H USB microphone ဖြစ်ပါတယ်အမကန်တစ်နှစ်အပြည့်နှီးပါကြံပါမယ်ဒီ ATR 2500H USB condenser microphone ဖြစ်ပါတယ် condenser microphone ဖြစ်တဲ့အတွက်ကာဘာ sound တွေ demo sound တွေသွင်းဖို့လည်းအဆင်ပြေပါတယ်ကောင်လေးကိုကျွန်တော်တစ်ချက်ဖောက်ပြမယ် ူမှကွန်ဒန်ဆာမိုက်ကလေးပါမယ်အတန်တိုးကြက်ခလုတ်ပါတယ်သူ့အတွက်ဒရိုင်ဘာမလို့ဘူးကွန်ပျူတာမှသုံးမဟုတ်ဖုန်းနေတက်ပလက်တွေ iPhone iPad တွေမှာချိန်လိုက်တာ ਨੇ သူကအလိုလိုတန်းလုံးလုံးပါတယ်ချိန်ဆက်ဖို့အတွက်ကကျိုးကနှစ်ချောင်းပါပါတယ်တစ်ချောင်းကတော့ Type C to USB ဖြစ်ပါတယ်ဒီမှာ Type C တက်ပြီးတော့ USB ကိုတော့ကွန်ပျူတာအပေါက်မှာတန်းရမှာဖြစ်ပါတယ်ကွန်ပျူတာ laptop ပေါ့နော်နောက်တစ်ခုကတော့ type c to type c ဖြစ်ပါတယ် type c to type c ဖြစ်တဲ့အတွက် type c ဖုန်းတွေအကုန်လုံးနဲ့အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်ပါတယ်ဥပမာ မိုက်စတန်လေးတူလေးပါပါတယ်ဒါကတော့သူ့မှာပါတဲ့မိုက်စတန်လေးပေါ့တခြားမိုက်စတန်တွေလည်းချိန်မယ်ဆိုရင်လည်းတသက်တစ်ခုပါပါတယ်ဒီစတန်လေးကတော့စပွဲတင်စတန်လေးပေါ့လူလေးဆွတ်ထုတ်မယ်လူလေးဆွတ်ထုတ်မယ်ဒါဆိုစပွဲပေါ်မှာဒီလိုတင်ပြီးတော့မိုက်ကိုထည့်ပြီးအသုံးပြုလို့ရပါပြီမလိုတဲ့ချိန်မှာအသားလေးဒီလိုပြန်ခောက်ပြီးတော့အသားလေးသိမ်းထားလို့ရတယ်ဒီမိုက်လေးကကျွန်တော် YouTuber တွေ podcast သွင်းတဲ့လူတွေအတန်မှတ်တမ်းသွင်းတဲ့လူတွေအတန်နဲ့ပတ်သက်တဲ့ဟာမျိုးမျိုးအသုံးပြုလို့ရပါတယ် ကော့စတစ်ဂီတာဟောလိုဂီတာကိုတီးပြီးတော့လည်းတန်ဖန်းလို့ရပါတယ်။ဘာဖက်မှမသုံးဘူး။ကော့စတစ်ဂီတာကိုတီးပြီးတော့တခြင်းဆိုပြီး live လွှင့်မှဆိုရင်လည်းအသုံးဝင်ပါလေ။ အတန်ဖန်း quality အနေနဲ့ဆိုလဲ24 bit 192 hz ထိအတန်ဖန်းနိုင်ပါတယ်48ကနေ192ထိဖန်းလို့ရတဲ့အတွက်အတန်ရည်သွေးရလဲအရင်ကောင်းမှပါတယ်ဂျပန်ကုမ္ပဏီ audio technica ကထုတ်လုပ်တာပါဒီဟာလေးကိုစိတ်ဝင်စားလို့ဝယ်ယူလို့ရတယ်ဆိုရင်ကျွန်တော်ရဲ့ page မှာလာဝယ်လို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်မှာလည်းဆက်ပြီးဝယ်လို့ရပါတယ်မူရင်းဈေး9သိန်း6000ကို4သိန်း6000နဲ့တသိန်းရှုံးခံပြီးရောင်းမိမှာပါလာရောက်စမ်းသပ်ပြီးတော့စိတ်ကြိုက်ဝယ်ယူလို့ရပါတယ်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်